ရောမဩဝါဒစာဆောင်ကိုလေ့လာတဲ့အခါမှာနောက်ထောင်ကြတဲ့ပရိသတ်တို့အပေါ်မှာဥသောပထမခရစ်တော်ရဲ့နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့ရောမဩဝါဒစာကိုလေ့လာတဲ့အခါမှာတခင်ခရစ်တော်ရဲ့အေဝံဂေလိတရင်စကားနဲ့လိုက်ဖက်တဲ့အတ္တတဟာဘလိုမျိုးအသက်ရှင်ခြင်းမျိုးဖြစ်ရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့ရောမခန်းကြီး၈နှစ်ကနေစပြီးတော့ခါစင်ပေါ်လူက ရှင်းပြထားတာကိုသိရှိကြရပါတယ်။အဲလိုသိရှိကြတဲ့အခါမှာရောမခန်းကြီး၈နှစ်အငယ်၁ကနေပြီးတော့ခါ၈အထိလည်းကျွန်တော်တို့လေးလာခဲ့ကြပြီဖြစ်ပါတယ်။ဆိုတော့သခင်ခရစ်တော်ရဲ့အေဝံဂေလိတရင်စကားကိုခံယူတဲ့လူတယောက်ရဲ့အသက်တာမှာတက်လက်ပြီးတော့ဘလို့အသက်ရှင်ရမယ်ဆိုတဲ့အကြောင်းကိုဒီနေ့မှာတော့ရောမခန်းကြီး၈နှစ်အငယ်၉ကနေ၈၃အကြမှာဖော်ပြထားတဲ့ အကြောင်းအရာလည်းအပြင်ကျွန်တော်ဝင်ခခွန်အားပေးလိုပါတယ်ကျွန်တော်ဒီအကြောင်းကိုမှန်သောချစ်ချင်းမြစ်တာဆိုတဲ့ကောင်းစဉ်နဲ့ဝင်ခပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရောမအခန်းကြီး၈နှစ်အငယ်၉ကနေ၁၃ကိုအရင်ဆုံးဖတ်ကြပေးပါမယ်ရောမအခန်းကြီး၈နှစ်အငယ်၉ကနေ၁၃ဖြစ်ပါတယ်မြစ်တာစိတ်ဒီကျိုးဝဲချင်းနဲ့ င်းစီလောထွဉ္ညသောအမှုကိုစစ်ဆိုးရွံစာကြလောကောင်းမွန်သောအမှု၌မြေဝဲစိတ်ကကြလောညီအက်ကိုချင်းညီအက်ကိုချစ်ချင်းအရာမှာပဂတိပေါဖို့ကဲ့သို့တယောက်ကိုတယောက်စုံမက်ကြလောချင်းမွန်ချင်းအရာမှာသူတပါးကိုကိုထက်ချင်းမြောက်ကြလော အာထုတ်ချင်းအရာမှာ ပြင်းရီချင်းမရှိပဲလျက် စိတ်တမ်းသဖြင့်တခင်ဖျားဤအလိုတော်သူလိုက်၍အာထုတ်ကြလောမျောလင်းလျက်ဝမ်းမြောက်ကြလောချင်းရဲ့ဒုက္ခရောက်သောအခါတိခံကြလောဆူတောင်းပတ္ထနာပြုခြင်းအမှုကိုအမြဲပြုကြလောတန်ရှင်သူတို့သည်ဆင်ရဲသောအခါဝေငှပေးကမ်းကြလောအာကံတို့တို့အဲ့တေဝတ်ကိုစူးစား၍ပြုကြလော တာကရောမခန်းကြီး၈နှစ်အငယ်၉ကနေ73ကြာမှာဖော်ပြပေးထားတဲ့ယုံကြည်သူတူစီတို့တည်ထားရမယ်မှန်သောချစ်ချင်းမေတ္တာရဲ့အမှတ်လက္ခဏာတွေဖြစ်ပါတယ်ကျွန်တော်တို့မှန်သောချစ်ချင်းမေတ္တာရှိရမယ်လို့ပြောရလွယ်သလောက်လက်တွေ့မှာတော့အင်မတန်မှခက်ခဲတဲ့အရာတစ်မျိုးလည်းဖြစ်ပါတယ်ဘုရားရှင်မေတ္တာကိုမရတဲ့လူတွေအတွက်ကြတော့မှန်သောမေတ္တာရှိဖို့မဖြစ်နိုင်ပါဘူး ရောမအခိုင်အရှင်းနဲ့ငွေကိုစစ်သုံးကြမှာအဲ့ဒီမေတ္တာဟာဘလိုမျိုးဖြစ်ရမလဲဆိုတော့ကိုလည်းပဲစင်ပေါ်လူကဒီမှာအစဉ်အတိုင်းဖော်ပြပေးထားတာကျွန်တော်တို့တွေ့ရပါနံပါတ်1အနေနဲ့ကျတော့ကျွန်တော်တို့ရောမစင်နဲ့ငွေကိုမှာတွေ့ရတဲ့အတိုင်းပဲထိုမေတ္တာစိတ်ဟာရွေးဝဲခြင်းနဲ့ကင်းရမယ်ဆိုးညစ်တော့အမှုမှန်သမျှကိုစစ်ဆိုးယွန်ရှာပြီးတော့ကောင်းမွန်တဲ့အမှုတော်မှာစစ်ကရရမယ်လို့ ဆိုထားပါတယ်။နောက်နံပါတ်2အချက်မှာရှင်ဘောလို့ပြောပြထားတာကယုံကြည်သူများအချင်းချင်းဆက်ဆံတဲ့အခါမှာပဂတိပေါက်ဖော်ကဲ့သို့အချင်းချင်းအနှံ့ရမယ်။သူတစ်ပါးကိုကိုယ်ထက်ချင်းမြောက်တတ်ရမယ်လို့ပြောပြထားပါတယ်။နံပါတ်3အချက်မှာကြတော့ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ရွက်တဲ့အခါမှာကြိုးစားအားထုတ်ခြင်းရှိရမယ်လို့ပြောပြထားပါတယ်။နံပါတ်4အချက်မှာကြတော့ ဆင်းရဲဒုက္ခရောက်တဲ့အခါမှာတိခံပြီးတော့အမြဲစူတောင်းတက်ဖို့မှာပြထားပါလေ။နံပါတ်5နောက်ဆုံးအချက်အနေနဲ့ကြတော့ဆင်းရဲသူများကိုဘေးကမ်းဝေငှတက်ပြီးတော့အဲတဲတို့အပေါ်မှာအေဝတ်ကိုလည်းပဲကြိုးစားဆောင်ရွက်ရမယ်လို့ပြောပြထားတာကျွန်တော်တို့တွေ့ရပါတယ်။ဆိုတော့ဒီအချက်၅ချက်တက်ကနံပါတ်1အချက်ကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်နံပါတ်1မှာ เนาะထိုးမေတ္တာစိတ်ကိုလက် ရှိုးဝဲခြင်းနဲ့ကင်းစေရမယ်စိုးညဲတဲ့အမှုမှန်သမျှကိုစိတ်ရှုယုံရှားပြီးတော့ကောင်းမွန်တဲ့အမှုတို့ဖက်မှာစစ်ကြရမယ်လို့အငယ်ကိုမှဆိုထားပါတယ်เนาะမေတ္တာစိတ်ဒီရှိုးဝဲခြင်းနဲ့ကင်းစေလို့စိုးညဲတဲ့အမှုကိုစိတ်ရှုယုံရှားကြလို့ကောင်းမွန်သောအမှု၌ရှိကကြလောဆိုပြီးတော့စစ်မှန်သောမေတ္တာရဲ့ ပထမလက္ခဏာကိုစင်ပေါ်လူကပြောပြထားပါတယ်။ဒါကြောင့်မေတ္တာစိတ်ရှိတယ်ဆိုတဲ့အခါမှာရှုဝဲချက်ကင်းရမယ်ဆိုတာကြောင့်ထိုမေတ္တာဟာဟန်ဆောင်ပြီးတော့ခြေရောက်ဆောင်တဲ့မေတ္တာမျိုးမဖြစ်ရဘူးလို့ပြောပြနေတာဖြစ်ပါတယ်။သူတစ်ပါးကိုချစ်ချင်းအရာမှာသာနာတနာချင်းစိတ်စေတနာနဲ့အမှန်ချစ်ချင်းမျိုးရှိရပါမယ်။ဟန်ဆောင်တဲ့မေတ္တာဟာအဆံမပါတဲ့ အစီလိုဖြစ်တာကြောင့်အခွန်တက်တက်ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘေမေတ္တာရဲ့အကျိုးကိုမြဖြစ်လာစေမှာမဟုတ်ပါဘူးကိုယ်အတွက်မဖြစ်လာစေလို့ဒီလိုပဲတစ်ဖက်လူကိုလည်းပဲဒီမေတ္တာရဲ့အကျိုးဟာတရားမှုရှိမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့နားလည်ရပါမယ်ရှိုးဝဲဖုံးကွယ်ခြင်းမရှိတဲ့မေတ္တာဟာအနည်းနာခံစွန့်လို့ရတဲ့မေတ္တာမျိုးဖြစ်တာကိုသခင် ခရစ်တော်ကိုရိုတိုင်းပြသပေးခဲ့ပါတယ် တာကြောင့်ရှင်ဘောလူကခရီးတော်၌ရှိသောထိုစိတ်တော်ကိုတင်တော့၌လည်းရှိစေကြလောဆိုပြီးတော့ဖိလိပ္ပိအတင်းတော်မှာစာရေးတဲ့အခါမှာသူကမှာကြပေးထားပါတယ်ဒါဖိလိပ္ပိအခန်းကြီး1အငယ်9မှာပြောပြထားတာကျွန်တော်တို့တွေ့ရပါတယ်ဘုရားရခင်ရဲ့မေတ္တာကိုရာယူထားသူနောက်တခင်ခရစ်တော်ရဲ့စိတ်တော်ကိုရာယူထားသူပြဟာ စိတ်ရှုပ်ယုံရှားပွဲအမှုမှန်သမျှကိုမုံတီးယုံရှားယုံတာမကဆောင်ကျင်ပြီးတော့ကောင်းတဲ့အရာတို့ဖက်မှာစ조사ဆောင်ရွက်ခြင်းရှိရမယ်လို့လည်းပဲမှာကြပေးထားပါတယ်။ဒါကြောင့်မှန်တော့မေတ္တာဟာခရီးတော်အဖြစ်ဖြူစင်တဲ့စိတ်နှလုံးမှာထွက်လာပြီးတော့ကောင်းသောအမှုကိုသာဆောင်ရွက်စေတတ်ခြင်းရှိတယ်ဆိုတော့ကျွန်တော်တို့သိရပါမယ်။အဲ့ဒါလို့ပြုတတ်ခြင်းကို ဆလံ24မှာကြတော့ဖြူစင်သောစိတ်နဲ့တန်ရှင်သောလက်ဆိုပြီးတော့လေပြောပြထားပါတယ်အဲ့လိုဖြူစင်သောစိတ်နဲ့တန်ရှင်သောလက်အပြင်စိတ်မှန်သောမေတ္တာထင်ရှားစေတာကိုလည်းပဲကျွန်တော်တို့ရှင်ဘောလူကဒီမှာပြောပြထားတာဖြစ်ပါတယ်နောက်ဒုတိယအချက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် ညီအကိုချက်ချင်းအရာမှာပဂတိပေါ်ပေါ်ကဲ့သို့တယောက်ကိုတယောက်စုံမဲ့ကြလောချင်းမွန်ချင်းအရာမှာသူတပားကိုကိုထက်ချင်းမြောက်ကြလောဆိုပြီးတော့ပြောထားပါတယ်ဒီမှာကျွန်တော်တို့ညီအကိုချက်ချင်းအရာမှာဆိုတော့ကယုံကြည်တန်းရှင်းသူများ အချင်းချင်းကိုဆိုလိုချင်းဖြစ်တယ်သူတို့နဲ့ဆက်ဆံတဲ့အခါမှာဟန်ဆောင်ပြီးတော့ဆက်ဆံတာမျိုးမဟုတ်ပဲနဲ့ ပဂတိပေါ့ဖို့ကဲ့သို့မှတ်ယူဆက်ဆံရမယ်လို့ပြောထားတာဖြစ်ပါတယ်။အချင်းချင်းအနှံ့ရမယ်။အချင်းချင်းအပေါ်မှာယုံကြည်စိတ်ချမှုရှိရမယ်။အချင်းချင်းဆက်ဆံတဲ့အခါမှာလှစ်စားခြင်းကင်းရမယ်။ကိုကျူးကိုဥစားပေးခြင်းကင်းရမယ်လို့ရှင်ဘောလူကပြောထားတာဖြစ်တယ်။အဲဒါကြောင့်ခုနပြောခဲ့သလိုဖိလိပ္ပိအခန်းကြီး1မှာလည်းပဲငွေ၄ထက်မှာကိုအမှုအရာကိုသာမရှုမှတ်ပဲမရှုမမှတ်ပဲ။ သူအမှုအရာကိုအချင်းချင်းစွမှတ်ကြလောဆိုပြီးတော့လည်းမှာကြပေးထားပါတယ်။ကိုယ်အရေးထက်လူများအရေးကိုကျွန်တော်တို့ကအစားပေးတတ်တော်သူဖြစ်စေရလို့ချစ်ချင်းမေတ္တာရဲ့လက္ခဏာကိုပြောပြနေတာဖြစ်ပါတယ်။ကိုကိုကိုချင်းမြောင်မြနဲ့အစသူတစ်ပါးကိုကိုထက်ချင်းမြောင်ရမယ်လို့လည်းပြောထားပါတယ်။သူတစ်ပါးကိုရှုတ်ချပြောဆိုတာတော့ကဲ့ရဲ့ပြစ်တင်တာတော့မပြုရပါဘူး။ တနည်းအားဖြင့်မိမိတို့ကိုယ်ကိုယ်သူတို့ဘာထက်နင်းချရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ဒါပေမဲ့ခရီးတော်ရဲ့မေတ္တာကိုမရခဲ့ဘူးဆိုလို့ရှိရင်အဲ့ဒါလို့နှင်းချဖို့ဆိုတော့ကမဖြစ်နိုင်ပါဘူးအထုတဖြင့်ကိုကအာတမျိုးမျိုးမှာသူတစ်ပါးထက်တာလွန်နေခြင်းမျိုးရှိတဲ့အခါဆိုလို့ရှိရင်ကိုထက်နှင်းချသူစိတ်မှာနှင်းချဖို့ပို့ပြီးတော့ခက်ခဲစေတတ်ပါတယ် လူတိုင်းမိမိကိုယ်ကိုယ်သူတစ်ပါးထက်တာလွန်တယ်လို့မှတ်ယူပြီးတော့ဝန်းကျောနေတတ်ကြသူတို့ဟာခရီးတော်ရဲ့မေတ္တာကိုအမှန်တကယ်ရာရှိခြင်းမရှိသောကြောင့်ဖြစ်ပါတယ်သူတို့သူတို့စီမှာခရီးတော်ရဲ့စိတ်တော်မရှိခြင်းကြောင့်လည်းဖြစ်တယ်ဆိုတော့ကိုထင်ရှားစေပါတယ်အဲ့ဒါကြောင့်လူတိုင်းလူတိုင်းစီမှာငါဆိုတဲ့ဇာတိပဂတိစိတ်ရှိပါတယ်အဲ့ဒီဇာတိပဂတိစိတ်က လူကိုလွမိုးထားခြင်းကြောင့်ဖြစ်ပါတယ်။ဒါကြောင့်နှင်းချဖို့ခက်ခဲနေတာဖြစ်ပါတယ်။အဲ့ဒီစိတ်တဘောဟာ အေဝံဂလိတရားတကောတော်အပြင်ပြုပြင်ခံရတဲ့စိတ်နှလုံးနဲ့လုံးဝဆန်းကျင်ခြင်းရှိပါတယ်။ထိုသူတို့ရှင်မှာစိတ်နှလုံးညင်ဝတ်ခြင်းမရှိနိုင်ပါဘူး။ထိုသူတို့ကိုကျမ်းစာကဘယ်လိုပြောထားသလဲဆိုလို့ရှိရင် ူတို့ဒီချမ်းသာလန့်ကိုမသိဆိုပြီးတော့လည်းပဲပြောပြထားပါတယ်အဲ့ဒါကဒုတိယအချက် ဖြစ်ပါတယ်နော်ယုံကြည်သူအချင်းချင်းဆက်ဆံတဲ့အခါမှာပဂရိပေါ့ဖို့ကဲ့သို့ဆက်ဆံတတ်ရမယ်နော်နောက်ပြီးတော့ခါသူတို့ဘာကိုကိုထက်ချင်းမြောက်ရမယ်အဓိကတော့ကိုဟာနှင်းချရမယ်လို့သုံးသင်ပေးတာဖြစ်ပါတယ်စိမှန်သောမေတ္တာရဲ့လက္ခဏာကနှင်းချခြင်းဖြစ်ပါတယ်နံပါတ်3မှာကြတော့ မှန်တော်မြတ်တာဟာဘုရားသခင်ရဲ့အလိုတော်ကိုကြိုးစားဆောက်ပွေဆောင်ရွက်ခြင်းရှိစေပါれဒီမှာကျွန်တော်တို့အာထုတ်ခြင်းအရာမှာ ပြင်းရည်ခြင်းမရှိပဲလျက်စိတ်တန်းသဖြင့်တခင်ဘုရား၏အလိုတော်သို့လက်၍အာထုတ်ကြလောလို့အငယ်စစ်တင်မှာ ဖော်ပြသလို မျောလင်းလျက်ဝမ်းမြောက်ကြလောဆိုပြီးတော့လည်းပြောပြထားပါတယ်เนาะ အဲ့ဒါကြောင့်မှန်တော့မေတ္တာဟာဘုရားသခင်ရဲ့အလိုတော်ကိုကြိုးစားစာဖွေဆောင်ရွက်တက်ခြင်းရှိစေတယ်အလိုတော်ဆောင်တဲ့အခါမှာကြိုးစားဆောင်ရွက်တက်ကြတယ် ပြင်းရခြင်းမရှိကြဘူးအဲ့လိုပဲသခင် ခရစ်တော်ကယောဟန်လေး30လေးမှာဘလို့ပြောထားတယ်လဲဆိုလို့ရှိရင်ငါကိုစေလွတ်တော်မူသောသူဤအလိုတော်ကိုဆောင်ခြင်းသူဤအမှုတော်ကို ပြည့်စုံခြင်းအမှုတည်ငါစားเสียဖြစ်၏လို့ပြောထားပါတယ် ်တခင်ခရစ်တော်ရဲ့စိတ်ဝိညာဉ်ကိုရတော်သူတို့ဟာဘုရားတခင်ရဲ့အလိုတော်ကိုကြိုးစားဆောင်ရွက်ခြင်းမှာဝါမြောက်တတ်ကြပါတယ်ဒီလိုပဲနေရင်းထိုင်ရင်းနဲ့ဝါမြောက်ဖို့ပြောတာမဟုတ်ဘူးဘုရားတခင်ရဲ့အလိုတော်ကိုဆောင်ခြင်းဖြင့်ဝါမြောက်ခြင်းရှိကြဖို့ပြောတာဖြစ်ပါတယ်ဆိုတော့ဘုရားတခင်အလိုတော်ကိုဆောင်ပြီးဆိုလို့ရှိရင်ဝါမြောက်ပါလို့ပြောเสียရမလို့ဘူးအလိုတော်ကိုဆောင်ရွက်ပြီးတဲ့အခါမှာသူက ဝိညာဉ်တော်အဖြစ်ဝါမြောက်ခြင်းရှိကြပါတယ်ထိုလက္ခဏာဟာမှန်တဲ့ချစ်ချင်းမေတ္တာရှိခြင်းရဲ့အတိအပွင့်နဲ့ရက်လက်တည်တည်လက္ခဏာတွေဖြစ်ပါတယ်ဒါနံပါတ်3အချက်ဖြစ်ပါတယ်နံပါတ်4အချက်မှာစင်ပေါ်လို့ဒီမှာဆက်ပြီးတော့ပြောပြထားတာကတော့နော်အာဆင်းရဲဒုက္ခရောက်တော့အခါ ိခံကြလောစုတောင်းပြဏာပြုခြင်းအမှုကိုအမြင်ပြုကြလောဆိုပြီးတော့အငယ်၁၀နှစ်မှာပြောပြထားပါတယ်။မှန်တဲ့ချစ်ချင်းမေတ္တာရဲ့သဒုထလက္ခဏာကတော့အစင်မပြေမှုတွေဆင်းရဲဒုက္ခတွေကြုံရတဲ့အခါမှာတိခံပြီးတော့ကာလအစဉ်စုတောင်းဖို့အတွက်မှာကြပေးတာဖြစ်ပါတယ်။ညီးတွားမြေတက်နေုံနဲ့ဆင်းရဲဒုက္ခကိုကျွန်တော်တို့ကြော်မကြော်လွှတ်နိုင်ပါဘူး။ ညီးတွားမြည်တမ်းခြင်းဟာမိမိရဲ့စေဝဉဏ်ကိုပို့ပြီးတော့ပင်ပန်းစေပါれ။ဖန်ဆင်းရှင်ဖျားရခင်ကိုပင်ကျင်ကျင်ဆဲခြင်းကိုတို့ရောက်စေတတ်ကြပါれ။အဲ့ဒါလို့ဆင်းရဲဒုက္ခခံရတဲ့အခါမှာမေတ္တာဖြင့်တိခံပြီးတော့မိမိခံရတဲ့ဆင်းရဲခြင်းဝေဒနာကိုဆူတောင်းခြင်းဖြင့်ဖျားသခင်ထံမှာကြားပြောရမှာဖြစ်ပါれ။ ဆင်းရဲဒုက္ခဟာတန်ရှင်းသူတို့ကိုဖျား၌တာ၍မြင့်မော့ဖြူချင်းတို့ရောက်စေပါれမိမိတို့အတွက်အာထကိုးစားရာကိုစာစီတတ်ပါれဆင်းရဲဒုက္ခဟာမိမိတို့ကိုဖျားတခင်နဲ့ပို၍နှိစေတယ်လို့ဆိုရမှာဖြစ်ပါれဒါကြောင့်အစင်မပြေမှုဆင်းရဲဒုက္ခများနဲ့ကြုံရတဲ့အခါမှာကာလအစင်မပြတ် ဖျားသခင်ထံဆွတောင်းအနှံကြရပါမယ်။ဒါကြောင့်မလို့ပေသူကသူ့ရဲ့ပထမစာဆောင်အခန်းကြီး9အငယ်9မှာဘလို့တတိပေးထားတယ်လေဆိုလို့ရှိရင်တင်တို့ကိုတတိနဲ့ယေရှုတော်မူသောကြောင့်တင်တို့၌စိုးရင်ခြင်းအမှုစစ်သည်များ တို့ကို ကိုတော်၌အနှံကြလောဆိုပြီးတော့ပြောပြထားပါတယ်နောက်ပြီးတော့ prophet jeremy အသက်အန္တရာယ်နဲ့ကြုံရတဲ့အခါမှာဘုရားသခင်ကယေရမိကိုဘယ်လိုပြောထားသလဲဆိုလို့ရှိရင်ငါကိုခေါ်လို့ငါထုမိကြီးသောအရာတင်မတိနိုင်အောင်နည်းနည်းသော အရာတို့ကိုငါပြမယ်လို့ယေရမိ33အငယ်3မှာ ပြောပြထားတာကို ကျွန်တော်ခလေးလူကြီးအားလုံးသိရှိကြပြီဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်တန်ဆင်သူတို့ဟာဆင်းရဲဒုက္ခခံရတဲ့အခါမှာ တိခာနိုင်ဖို့အတွက်ခန္ဓာရည်ခွန်အားကိုမဆားပေးဖို့ရန်ဘုရားသခင်ထံဆုတောင်းရမှာဖြစ်ပါတယ်။အဲ့ဒါလို့ဆုတောင်းရမယ့်အစားညီးတွားမြည်တမ်းခြင်းပြစ်တင်နေခြင်းဟာအဖြစ်မရရှိစေနိုင်ပါ။အအဖြစ်ရှာနေခြင်းလည်းမဟုတ်ပါဘူး။စာတန်မာနရဲ့အလိုကြတရုပ်ဆောင်ပေးနေခြင်းသာဖြစ်ကြပါတယ်။ဒါကြောင့် စာလံ90အငယ်ဆင့်ကမှလည်းပဲဘာပြောထားတယ်လဲဆိုလို့ရှိရင်အမှုရောက်ဒီကာလ၌ငါကိုပထနာပြုလို့ငါဒီကေလွတ်မီတင်းဒီလေငါကိုချင်းမွန်လိမ့်မယ်လို့ပြောထားပါတယ်အမှုဒုက္ခပြဿနာအာတခုခုနဲ့ကြုံရတဲ့အရာမှာเนาะကျွန်တော်တို့စိတ်ပြက်အားငယ်เสียဖြစ်ပြင်မဲ့လည်းပဲအဲ့ဒီအကြောင်းကိုဘုရားသခင်ဆီမှာကြားပြောလိုက်ရင်တော့ ချင်းမွန်ချင်းတို့ရောက်စီတယ်ဆိုတော့ကိုဆလံ90ကနေ90အငယ်စင်းကမှာပြောပြပေးထားတာဖြစ်ပါတယ်အထကနံပါတ်၄အချက်ဖြစ်ပါတယ်နောက်နံပါတ်5အချက်မှာကြတော့ကျွန်တော်တို့ဘလို့ပြောထားတယ်လဲဆိုလို့ရှိရင်တန်းဆင်းသူတို့ဒီဆင်းရဲသောအခါဝေငှပေးကန့်ကြလောအာကန်တို့တို့အားဧတိဝတ်ကိုစူးစား၍ပြုကြလောဆိုတော့ အငယ်73မှာနော်မှန်တော့ချစ်ချင်းမေတ္တာရဲ့ပြင်စမလက္ခဏာဆိုအောင်မှာဖြစ်ပါတယ်ဆင်းရဲချိုးသေးသူတို့ကိုစေတနာဖြင့်ပေးကမ်းဝေငှတ်တတ်ခြင်းနောက်ပြီးပေးကမ်းတဲ့အခါမှာအခြေအနှောင်မဲ့နဲ့ပေးလူကူညီခြင်းအဲ့တဲ့အပေါ်မှာလည်းပဲအေးဝတ်ကိုဝတ်ကြည်တန်းကျင်မဟုတ်ဘဲနဲ့ကြိုးစားဆောင်ရွက်ရမှာဖြစ်တယ်လို့ပြောပြထားပါတယ်ရှင်ရေချိုးတဲ့သူတို့ကိုနှိမ်ပြီးတော့ဆက်ဆံခြင်းမပြုရပါဘူး ူတို့ရဲ့လိုအပ်မှုကိုစေတနာဖြင့်တတ်အပ်တည်း၍ဖြည့်စစ်ကူညီပေးရမှာဖြစ်ပါတယ်။နှမျောတဲ့စိတ်နဲ့လည်းမကူရပါဘူး။အဲ့ဒီကျွန်တော်တို့ကူတဲ့လူစီကလည်းဘာအကျိုးကိုမှလည်းကျွန်တော်တို့မျောလင်းစရာမလိုသလိုသူတို့စီကကျွန်တော်တို့ကိုကျေးဇူးတင်စကားလာပြောရမယ်လို့လည်းမျောလင်းစရာမလိုပါဘူး။နောက်ပြီးတော့ကျွန်တော်တို့ပေးလှူသောအရာအပြင်နော် သူတို့အပေါ်မှာဩစာလည်းမထရပါဘူးပြေးလူတဲ့အခါမှာဘလို့ပြေးလူရမယ်ဆိုတော့ကိုသခင်ခရစ်တော်ကနေပြီးတော့638မှာလုကာအခန်းကြီး6အငယ်38မှာတုံတင်ပြေးထားပါတယ်သူတစ်ပါးအာပြေးကြလောတဲ့ထို့သူပြေးလို့ရှိရင်တဲ့သူတစ်ပါးဒီသင်တို့ကိုတိတ်နဲ့တိတ်နဲ့လျက်လှုပ်လျက်ခြံလျက်သင်တို့လည်းသူပြေးကြလိမ့်မယ်လို့ပြောပါတယ် အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘေးကမ်းဆုံးဖြတ်ခြင်းအရာမှာဒီတုတ်တန်ထဲမှာလည်းပဲကျွန်တော်တို့ပြောပြထားတာကျွန်တော်တို့တွေ့ရပါတယ်တုတ်တန်ခန်းကြီး၈၁เนาะအငယ်25မှာဘယ်လိုပြောထားသလဲဆိုလို့ရှိရင်တုတ်တန်၈၁25ကိုကျွန်တော်ဖတ်ပြပါမယ်စွန့်ကျဲတတ်တော်သူဒီကျွေဝလိမ့်မည် သူဘာကိုကြည်လောင်းတော့သူဒီကိုယ်တိုင်ကြည်လောင်းခြင်းအကျိုးကို ခံရလိမ့်မယ်လို့ပြောပါတယ်ကျွန်တော်တို့ကအကျိုးကို မျှော်လင့်မထရဘူးဆိုပေမဲ့ဘုရားသခင်ကအကျိုးကိုဆက်ပေးမှာဖြစ်တယ်လို့ပြောပြနေတာဖြစ်ပါတယ်နောက်ပြီးတော့16ထဲမှာเนาะတုတ်တန်16အာစစ်ခွန်မှာလည်းပဲဘယ်လိုပြောထားတယ်လဲဆိုလို့ရှိရင် ရှင်ရဲ့သားကိုတနာတော်သူဒီထာဝရဘုရားအချင်းမှားတော်သူဖြစ်၍သူပြုသောအမှုရဲ့အကျိုးကိုဆက်ပြတော်မူလိမ့်မည်လို့ပြောထားတယ်။ရှင်ရဲ့သားတွေကိုကျွန်တော်တို့ပေးတာကနော်ဘုရားသခင်ကိုချင်းမှားတာဖြစ်တယ်တဲ့။ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုပြန်လေးပြီးတော့ကြီးစုဆက်ပြမယ်လို့ပြောထားတာဖြစ်ပါတယ်။ကျွန်တော်တို့ကြီးစုကိုပြန်မမြှော်လင်းပေမဲ့ဘုရားသခင်ကငါတို့ကိုကြီးစုပြုมาဖြစ်တယ်။ နောက်တုတ်တန်28မှာလည်းပဲဆက်ပြီးတော့ပြောပြထားတာရှိပါတယ်တုတ်တန်28အငယ်29မှာဘလို့ပြောထားတယ်လဲဆိုလို့ရှိရင်ဆင်းရဲသာတို့အစွန်ကျဲတော်သူဒီကိုယ်တိုင်မဆင်းရဲရာလွှဲဆောင်တော်သူမူကများစွာသောချိန်ချင်းကိုခံရလိမ့်မယ်နော်ဆိုတော့ဆင်းရဲသာတို့ကိုပေးကမ်းစွန့်ကျဲခြင်းဟာကိုယ်တိုင် အဲ့ဒါလို့ဆင်းရဲခြင်းတို့မရောက်စေရပါဘူးလို့ဘုရားသခင်ကနှုတ်ကပတော်အပြင်ကျွန်တော်တို့ကိုအတိပေးထားတာဖြစ်ပါတယ်စိတ်မှန်တဲ့မေတ္တာဖြင့်ဘေကံစွန့်ကျစ်သူဟာမှန်သောအကျိုးကို ခံရမှာ ဖြစ်ပါတယ်ဘေကံစွန့်ကျစ်တဲ့သူဟာဘုရားသခင်ကိုချင်းငါတော်သူလည်းဖြစ်တာကြောင့်ဘုရားသခင်ကပြန်ပြီးတော့မာစာကျေစုပြုပေးမယ်ဆိုတော့ကိုလည်းကျွန်တော်တို့သိရပါတယ် နောက်တစ်မျိုးမေတ္တာရဲ့လက္ခဏာကတော့ဧတေရနဲ့သက်ဆိုင်ပါတယ်ဧတေရကိုဧဝပြုတဲ့အခါမှာစိတ်စေတနာဖြင့်ကြိုးစားပြီးတော့ပြုရမယ်လို့ဆိုထားပါတယ်ဧဝပြုတဲ့အခါမှာမျက်နှာကြီးမျက်နှာငယ်မခွဲခြားရပါဘူးဧတေတိုင်းအပေါ်မှာဧဝကိုကြိုးစားပြီးတော့ဆောင်ရွက်ပြတတ်ရပါမယ်အဲ့ဒီအကြောင်းတွေကိုဧပြည့်အော်ဆိုရီ စင်မာတဲ့ခန်းကြီး30ကအငွေ25မှာလည်းပဲပြောပြထားပါတယ်စင်မာတဲ့အာ35ခေပြက်ခန်းကြီး73အငွေတက်ကနေနှစ်မှာအေတီဝတ်ကိုပြူးတဲ့အခါမှာတဲ့ကောင်းကင်တမန်တို့ကိုအမှတ်တမဲ့အေခံကြတယ်လို့ပြောပါတယ်ကျွန်တော်တို့ဆီမှာရောက်လာတဲ့အေတီကတော့ဆင်းရဲချိုးတဲ့အေတီဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဒါပေမဲ့ ဒီလူတွေဟာကောင်းကင်တမန်ဖြစ်နိုင်တယ်လို့ပြောထားတာဖြစ်ပါတယ်။ငါတို့ရဲ့အဘအာဗြဟံလည်းပဲတောလွန်ပြင်မှာနေပူကြီးကြီးထက်အရေးထက်မှသူထိုင်နေတဲ့အချိန်မှာကောင်းကင်တမန်သူ့စုကိုရောက်ချလာတယ်။ဘေးအရက်ကနေရောက်လာမှလည်းမသိဘူး။ဒါပေမဲ့သူကိုဒီကောင်ဒီဒီအဲ့တဲတွေကိုသူကကျွေးမွေးကျူးစုစောင့်ရှောက်ခဲ့ပါတယ်။ကဘာဦးချန်အခိုင် စကူအငင်းနှစ်မှာလည်းပဲလောတာဆွေကိုလည်းပဲအဲ့ဒီနှစ်ယောက်ရောက်လာတဲ့အခါမှာ လောတာလည်းပဲထိုအဲ့ဒီတွေကိုကောင်းမှုဆိုတော့အခံပြုစုခဲ့ပါတယ်သူတို့တွေကကောင်းကင်တမန်ဖြစ်တယ်မဖြစ်ဘူးဆိုတော့သူတို့ကြိုးပြီးတော့မသိဘူးသူတို့ကလည်းကြိုးပြီးတော့အတိမပေးထားဘူးเนาะဒါပေမဲ့ရောက်လာတဲ့အခါမှာရောက်လာတဲ့အဲ့ဒီကိုသူတို့ကတကယ်ပဲတည်ရုပ်တည်နဲ့စိတ်စေတနာအမှန်နဲ့ကြိုးဆူအခံတာကိုကျွန်တော်တို့တွေ့ရတဲ့အတွက်ကြောင့် နောက်ပိုင်းကျွန်တော်ကြည့်တဲ့အခါကျတော့တို့ဟာကောင်းကင်တမန်ကိုအိတ်ခံမိကြပါတယ်လို့ပြောပါတယ်ဒီလိုပဲယနေ့ကျွန်တော်တို့ဆီမှာရောက်လာတဲ့အဲ့ဒီတည်းဟာဘုရားရှင်ဆွလို့တဲ့ကောင်းကင်တမန်လည်းဖြစ်နိုင်ပါတယ်ကောင်းကင်တမန်မဟုတ်ရင်တောင်မှကျွန်တော်တို့ကအဲ့ဒီတည်းကိုစူးစမ်းပြီးတော့အိတ်ခံရမယ်ဆိုတဲ့အကြောင်းကိုစင်ပေါ်လူကပြောပြထားပါတယ်အဲ့ဒါကြောင့်ဒီရောမအခန်းကြီးရှင်းတဲ့အငွေ693ရဲ့အချုပ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အချက်၅ချက်ကိုကျွန်တော်တင်ပြပေးထားပါဗျ။တကယ် မေတ္တာဒီတဲ့ဟန်ဆောင်ခြင်းကင်းရမယ်တဲ့နော်အမှန်နဲ့ကတော့အချင်းချင်းတို့အပေါ်မှာယုံကြည်သူအချင်းချင်းတို့အပေါ်မှာဆက်ဆံတဲ့အခါမှာပဂတိပေါ့ဖို့ကဲသူဆက်ဆံခြင်းပြုရမယ်နော်သူတို့ဘာကိုကိုထက်ရှင်းမြောက်တတ်ရမယ်လို့ဒုတိယအချက်အနေနဲ့ပြောပြထားတာဖြစ်တယ်တတိယအချက်မှာကြတော့တကယ်ပဲမှန်တော့မေတ္တာကို ရှိတယ်ဆိုလို့ရှိရင်ဘုရားသခင်အလိုတော်ကိုကြိုးစားဆောက်ပွေဆောင်ရွက်ရမယ်လို့ပြောပါတယ်။နံပါတ်၄အချက်ကတော့ကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာဆင်းရဲဒုက္ခအခက်အခဲနဲ့မကင်းပါဘူး။အဲ့ဒီအချိန်ခါမျိုးမှာတိခံပါတိခံပြီးတော့အမြဲဆူတောင်းပါ ပြီးရင်ဝမ်းမြောက်ခြင်းရှိပါလိမ့်မယ်။ဒါဘုရားရဲ့နှုတ်ကပတ်တော်ကပြောပြထားတဲ့အရာတွေဖြစ်ပါတယ်။ဆင်းရဲဒုက္ခရောက်တဲ့အခါမှာညှိတွားမြည်တမ်းနေတဲ့ဥစ္စာဟာ အဖြေရှာတာမဟုတ်ပါဘူးအဲ့လိုညှိသွားမြစ်တမ်းနေတော့ဘုရားသခင်ကိုကြိမ်ဆက်ခြင်းတို့လည်းရောက်စေပါတယ်လို့ဆိုတော့ကျွန်တော်တို့သိရပါမယ်နမငါအချက်ကတော့ဆင်းရဲတဲ့လူတွေကိုကျွန်တော်တို့တွေးတဲ့အခါမှာနော်စေတနာနဲ့ပေကံစွန့်ကျင်တရမှာဖြစ်ပါတယ်ဆင်းရဲတဲ့လူကိုပေကံစွန့်ကျင်ခြင်းဟာဘုရားသခင်ကိုချီးမွမ်းခြင်းဖြစ်တဲ့အတွက်ကြောင့် ဘုရားရခင်ကကျွန်တော်တို့ကိုပြန်လည်ပြည့်စက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့သိရတယ်လို့ပဲအဲ့ဒီနမငါးမှာပဲမိမိတို့စီမှာရောက်ရှိလာတဲ့ဧည့်သည်တို့အပေါ်မှာเนาะကြိုးစားပြီးတော့ဧဝတ်ပြုရမယ်ဆိုတဲ့အကြောင်းအဲ့လိုဧဝတ်ပြုခြင်းနဲ့ပြုတဲ့အခါမှာအမှတ်တမဲ့နဲ့ကျွန်တော်တို့ဘုရားရခင်စီလွတ်တဲ့ကောင်းကင်တမန်တို့ကိုလည်းပဲဧဝတ်ပြုမိတတ်ကြတယ်လို့ပြောထားပါတယ်ဒါကြောင့်ဒါတွေဟာဒီနေ့ ခရစ်တော်ရဲ့အေးဝံကလေးတရင်စကားကို အမှန်ခံယူပြီးတော့စိတ်နှလုံးအသက်နဲ့အသက်တာအသက်နဲ့အသက်ဆင်သောသူတို့စီမှာ တွေ့ရတဲ့ချစ်ချင်းမြတ်တရဲ့လက္ခဏာတွေဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဒေသနာကိုဒီမြေပဲနေကုန်ချုပ်ပါတယ်။အားလုံးတော့ပုံမှန်ပြရခင် ကောင်းကြီးခြားပေးပါစေ။